ားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်နိုဝင်ဘာလရက်နေ့အတွက်မိုးလင်းဝသအခြေအနေတွေကိုတက်ဆက်ပေးပါတော့မယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာနိုဝင်ဘာလ3ရက်နဲ့4ရက်နေ့တွေမှာနောက်ထပ်ဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းတရားရာခိုင်နှုန်းရှိနေပြီးနိုဝင်ဘာလ5ရက်နေ့မှာတော့မုန်တိုင်းဖြစ်နိုင်ခြင်းက60ရာခိုင်နှုန်းကိုရောကျသွားတယ်လို့မိုးလင်းဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။နိုဝင်ဘာလ3ရက်နေ့ကနေ4ရက်နေ့ထိ၃ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်တွေကတော့ ဧရာဝတီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာလေးလက်မနဲ့အထက်မွန်ပြည်နယ်တနင်္လာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာသုံးလက်မနဲ့အထက်ရွာနိုင်ပါတယ်။ကရင်နီးကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမကွေးတိုင်းတို့မှာနှစ်လက်မအထက်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းနေပြည်တော်စကိုင်းနယ်ချင်းပြည်နယ်တို့မှာတလက်မအထက်နဲ့ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတလက်မအောက်စီအသီးသီးရွာတို့ရရှိနိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အစိုးရရာသီဥတုလာနီညာက2026ဖေဖော်ဝါရီလကလောက်ထိဆက်ရှိအောင်မှဖြစ်ပြီးနေအပူချိန်မြင့်တက်လာတာတွေခရမ်းလိုရောင်တင်အညှိုးကိန်းတက်လာတာတွေခန်းစားရတဲ့အပူချိန်မြင့်တက်လာတာနဲ့အမျှမီးလောင်နိုင်မဲ့အခြေအနေတွေမြင့်တက်လာမှဖြစ်ပြီးလေထုညဉ့်ညမ်းမှုတွေလည်းပုံမှန်မြင့်တက်လာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအတည်ပြုထားပါတယ်။ မနက်ဖြန်နိုဝင်ဘာလ၂ရက်နေ့နေ့လယ်ထိကရင်နီကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စကိုင်းတိုင်းထပ်ပိုင်းတို့မှနေရာကွက်ကြားကချင်ပြည်နယ်မှနေရာကျဲကျဲချင်းပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနယ်မန္တလေးတိုင်းတို့မှနေရာစစ်စိမ်နယ်ကြံတိုင်းနယ်ပြည်နယ်တို့မှနေရာနှံ့ပြားမိုးထစ်ကြုံရွာနိုင်ပြီးရွာရဲရာနှုန်းပြင်းဖြစ်ပါတယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းနဲ့နေပြည်တော်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ် စကိုင်းတိုင်းကလွယ်ပြီးကြံတိုင်းနဲ့ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေရှားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးတွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကသတိပေးထားပါတယ်မြမကံရိုးရန်တချောင်းနဲ့ကံလို့ပင်လေပြင်းတို့မှာတခါတည်းရန်မိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က10ပေကနေ10ပေခန့်အထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့အေရီတိုင်းတို့မှာမိုးထစ်ချုံကနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။